ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Relation Channel ရဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့က2025ခုနှစ်အောက်တိုဘာလ16ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်တို့တို့တွေ့မှာ Relation လောက်ကြမှာဖြစ်ပါတယ်ခင်ဗျာ Okay ဒီနေ့မှာတော့စကန်နီတိုက်ပွဲတွေပြီးရင်သတင်းကောင်းတွေအများကြီးကြားမှာဖြစ်ပါတယ်နော် ကဲပထမဆုံးကျွန်တော်နားထောင်မဲ့သတင်းကတော့လက်ဘရန်မှာအချက်မစစ်ကောင်စီရဲ့စစ်ကြောင်းတစ်ချောင်းလုံးပြုတ်အောင်တိုက်ခိုက်လိုက်တဲ့သတင်းကိုရေစုံနားထောင်ကြည့်အောင်နော်ဘကိုးတိုင်းလက်ဘရန်တိုက်ပွဲတွေစစ်တပ်ဖက်မှ15កောင်မျိုးသာဖြစ်ပြီးစစ်တုံးပန်း12ဦးကိုလက်နက်ခဲများနဲ့အတူဖမ်းဆီးရမိကြောင်းမြို့သားညီညီဆိုရ AUG ကာကွယ်ဝင်ကြီးဌာနကယနေ့မှတရားဝင်ကြေညာလိုက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အဲ့ဒီမှာလက်ဘရန်မှာပေါ့နော်စစ်ကြောင်းတစ်ချောင်းလုံးကိုပြုတ်အောင်တိုက်ခိုက်လိုက်တဲ့အနေအထားဖြစ်ပါတယ်တရားချောင်းကြည့်ရဘကူမီးရှို့ရန်စစ်ကြောင်းထုတ်လာတဲ့အချက်မစစ်ကောင်စီကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်2စစ်စစ်စီရင်နေပြီးဘကိုးတိုင်းစစ်ဌာနဘူရ22ကကွယ်မှုဖြစ် အမှတ်3800တက်ရင်အမှတ်3800တက်ရင်ရွှေတန်းပြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဂလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပူးပေါင်းတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းဆိုပါတိုက်ပွဲတွေအချမ်းမဲ့စစ်ကောင်စီတပ်ဖွဲ့မှအထိခိုက်များခဲ့ပြီးစစ်ခွေး15កောင်တပ်မင်းတေဆုံကစစ်တုံးပိုင်းအဖြစ်စစ်သား17កောင်ကိုဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာကဲသတင်းကောင်းတွေပေါ့နော်ဒီမှာဆက်လက်ကြည့်လိုက်တော့အဖွဲလိုက်ပြီးတိုက်တာတွေ့ရပါတယ်နော်တပေါင်းစုပုံစံတွေတွေ့နေရပါတယ်နော်ကဲနောက်တဲ့သတင်းတစ်ပုဒ်ကတော့ဘကိုးတိုင်း ဘရောင်းမြို့တွေမှာရှိတဲ့စစ်တပ်ရဲ့0.666စခန်းကုန်းကိုအေရတိုက်ခတ်သိမ်းပိတ်လိုက်တဲ့သတင်းဖြစ်ပါတယ်။နိုင်ငံပြောင်းကုန်းနဲ့အပိဓာတ်တိုက်ခတ်တိုက်ပိတ်ရင်နိုင်ရေးထိုးစစ်ဆင်တယ်လို့ကြားသိရတယ်ပေါ့နော်။အဲ့တော့အမှဆိုရင်အေကတိုက်ပိတ်ရရှိသွားတဲ့0.666စခန်းကုန်းနဲ့ပတ်ဝန်းကျင်မှာတစ်ဖက်တိုက်ပွဲများဖြစ်ပွားနေဒီမှာကာလအတန်ကြာမြင့်ခဲ့ဖြစ်တော့လဲအောက်တိုဘာ14ရက်နေ့တွင်အေကထိုးစစ်ရှင်မြစ်တွေတိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း0.666စခန်းတိုက်ပိတ်စစ်တပ်သားအလောင်းချုပ်စစ်တပ်ခေရန်နဲ့လက်နက်ခေရန်များနဲ့စစ်အုံဆောင်ပစ္စည်းများကိုလည်းတိုက်စရမိခဲ့ကြောင်းဆိုပါထိုးစစ်အတွင်းအေစစ်တီချိုးလဲကြာဆုတ်ခဲ့ကြောင်းသိရပါတယ်ခင်ဗျာ။အဲ့တော့အချက်ပဲစစ်ကောင်စီရဲ့ဒီချာချာတပ်စခန်းကုန်းကိုရရှိသွားပြီ ို့ကြားပါနော်နောက်ထပ်သတင်းပုဒ်ကတော့ပခုတ်ကူမှာစစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ရတဲ့သတင်းပဲဖြစ်ပါတယ်အဲ့တော့ပခုတ်ကူမြောက်လူကန်ယူရာထိုင်းစကန်ကစစ်ကောင်စီတပ်သားတွေပခုတ်ကူလီငွေးနာကတရိတ်ခါလာယူတဲ့အချိန်နဲ့အောက်တိုဘာ15ရက်နေ့လတိုင်ခွဲလာမှာတိုက်ခိုက်ခဲ့တာလို့သိရပါတယ်အင်အား20ခန့်ကိုစောက်တန်ရာစဂျိုတပ်ပေါင်းစုမှတိုက်ဂျာဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်နော်အဲ့ဒီမှာ15မိနစ်ကြာတိုက်ခိုက်ခဲ့ပြီးစစ်အုပ်စုဘက်ကနေမြင့်မြင့်6កောင်မျိုးစားဖြစ်ပြီးလက်နက်လက်သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်ကဲ နေရာတိုင်းမှာအချက်မဲ့စစ်ကောင်စီကတော့ပေါ့စာကျဲနေပါပြီနော်နောက်ထပ်သတင်းပုဒ်ကလည်းစကိုင်းမှာခလာရ136စစ်ကြောင်းကိုယူနီကွန်းပျောက်ကြတက်ကတိုက်ခိုက်စစ်တပ်ဖက်က9ဦးမင်းမျိုးစာဖြစ်ပြီးလက်နက်ခဲရနေမှာတိစီရမိခဲ့တယ်လို့ယူနီကွန်းသတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်နော်အဲ့တော့စကိုင်းမြို့မှာခလာရ136တရင်ကစစ်ကြောင်းထိုးတိုက်ခိုက်ခဲ့ရ စစ်ကောင်စီတပ်သား9ဦးထပ်မင်းနဲ့တေးပြီး15ဦးထပ်မင်းနဲ့ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ UNICO ပြောကြားတဲ့ဝန်ထမ်းရှိသူကသတင်းပို့ထားလို့သိရပါတယ်။အဲ့တော့စစ်ကောင်စီတပ်စစ်ကြောင်းထံကနေ MA1 နှစ်လက် MA3 သုံးလက် MA5 တစ်လက်6လုံးမျိုးတစ်လက်နဲ့ INA ကတစ်လုံးအိုက်ကိုတစ်ခုလို့သိစရာမိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ကဲနောက်ထပ်သတင်းတစ်ပုဒ်ကလည်းပေါ့နော်ဟာခါရက်စကန်ချင်းပူပေါင်းတက်စီနေမှုတော်လိုင်းရဲဘော်9ဦးအပောင်ဝင်အကျဉ်းသား15ဦးကယ်ထုတ်နိုင်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စစ်စီရေးတွေရဲ9ဦးတည်ချင်းရဲဘော်တို့ချာဆုံးလည်းနဲ့ချုပ်သိစရာမိခဲ့တယ်လည်းသိရပါတယ်အဲ့တော့မနေ့ကမှတနေ့ကမှလည်းမသိဘူးနော်ဒီဟာခါနာကိုအချက်မစစ်ကောင်စီကဒီအမြောက်နဲ့ထုလို့ပေါ့နော်ဒီကလေးငယ်နှစ်ယောက်တိစုံသွားတယ်ပေါ့နော်တိတ်တော့မကြဘူးခုမှပြန်ပြီးတော့လက်စားချင်တဲ့နေသားဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်လုံချုံကြီးယူထားတဲ့9ရဲ9កောင်မျိုးစားဖြစ်သွားတယ်ဆိုတဲ့သတင်းကြားပါတယ်နော်ကဲ ပြည်သက်ကြီးကြတဲ့အတိုင်းပါပဲเนาะနေရာတိုင်းမှာတော့ Champions League ကောင်စီကိုပြန်လှည့်ပြီးတော့ထိုးစစ်ဆင်နေတဲ့အနေအထားတွေဖြစ်ပါတယ်เนาะအဲ့တော့ဒီ LeBron မှာတင်းစရာဒီ LeBron မှာ Champions League ကောင်စီရဲ့စီကြောင်းတစ်ကြောင်းလုံးပြုတ်သွားတဲ့တင်းနဲ့ပတ်သက်ပြီးတင်းဆက်ထားတဲ့တင်းနောက်ကြည့်အောင်เนาะရိုဒိုင်းလက်ဗရန်မြို့နယ်မှာစစ်ကောင်စီတပ်အစစ်ကြောင်းတစ်ခုလုံးကြောက်အောင်တော်လင်းရေးတပ်တွေကတိုက်ခိုက်ကြရမှာစစ်သား20ကျော်သေဆုံးပြီးအရှင်ဖမ်းဆီးရမိသူ10ယောက်ကျော်ရှိတယ်လို့စစ်ရေးတရိုင်းမြို့တွင်တဲ့တရင်တော်ဝရှိသူတွေက People's Spin ကိုပြောပါတယ် အော်တိုဘာလ15ရက်မနေ့ကလက်ဗဒန်းမြို့နယ်တရက်ချောင်းကြီးရွာကိုစစ်ကြောင်းထွာတဲ့စစ်ကောင်စီတပ်နဲ့တော်လရင်တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။အဲ့ဒီတိုက်ပွဲမှာရုပ်အလောင်း20ကျော်နဲ့စစ်တုပ်ပန်းတွေဖမ်းမိခဲ့တယ်လို့ဘကိုးအနောက်ခြံစစ်ရေးသတင်းမြို့တွေကပြောပြပါတယ်။ဒါ့အပြင်လက်နက်အလက်20ဝန်းကျင်နဲ့စစ်သုံးပစ္စည်းတွေတင်စီရရှိခဲ့တယ်လို့သိရတာပါ။စစ်ကောင်စီတပ်သားတိုက်ဆုံးဝင်နဲ့အရှင်ဖမ်းမိထားတာတွေရှိတယ်လို့တာယာဝတီခရိုင်တပ်ရင်3800နဲ့တပ်ခွဲ1နဲ့တပ်ခွဲ9ကအတည်ပြုထားတာပါ။ အော်တိုဘာတရက်နေ့ကလည်းလက်ပဒန်းမြို့နယ်မော်အင်းအုပ်စုကမ်းပြိုကြီးကျေးရွာမှာ စစ်မှုရန်ကြီးကောက်ပြီးထွက်ခွာလာတဲ့အင်အား20ကျော်ပါတဲ့စစ်သားနဲ့ရဲတွေကိုတက်ခိုက်မှုမှာစေအုပ်စုဘက်ကနှစ်ယောက်သေဆုံးပြီးတနက်နှစ်လက်နဲ့ခရင်အချို့ရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ကဲကြားတယ်ပေါ့နော်အဲ့တော့ချက်မစကောင်စီကနေရာတိုင်းမှာတိုက်ခိုက်ခံနေရပြီးတော့အခုလိုမျိုးစစ်ကြောင်းလိုက်ပြော့တိုက်ခိုက်နေတာနောက်တဲ့တစ်ချိန်ဖြစ်ပါရင်နော်အဲ့တော့တကယ်ပဲအားရစရာကောင်းလာပါပြီနော် ကဲနောက်တစ်ကြောင်ကြည့်ရမှာကတော့စစ်ကြောင်တစ်ကြောင်တို့ပြုတ်အောင်စော်ခံထိရတဲ့သတင်းနဲ့အတူပေါ့နော်အချက်မဲ့စစ်ကောင်စီနေရာတွေမှာတိုက်ခိုက်ရတဲ့ပတ်သက်ပြီးတော့ကိုစစ်သုံးသက်ချက်နောက်တော့ကြည့်အောင်နော်ဘယ်သတင်းမျိုးရရှိနော်စစ်ကြောင်တစ်ခုလုံးပြုတ်အောင်စော်ခံထိနိုင်တယ်ဆိုတဲ့အားနဲနော်အားပုံနော်အဲ့တော့ဘာဖြစ်တယ်မင်းတို့တော်နိုင်ရေးကဘာဖြစ်တာလို့ကျွန်တော်မသိလို့ရှိရင်ဟိုဘက်မှာ DNA ဘက်မှာနည်းနည်းချွတ်တရီပြုတ်ရတာဟောတော်နိုင်တစ်ခုလုံးပဲနိုင်တယ်လို့ပြောတဲ့ကောင်တွေတော့ခေါင်းကြီးပြလိုက်ပါနော်ကျွန်တော် Facebook မှာလည်း share ထားတယ်အမှနော် မตาစစ်ခွေးမตาတွေဒါရှမ်းနေနဲ့စစ်ခွေးနဲ့မตาပေါ်နေတဲ့အလောင်းတွေအမကြည့်ဝါဒါ favor လို့စစ်တော်တို့မှာတိုက်ပြလို့မရဘူးเนาะ Telegram မှာဆိုရင်အပြည့်စုံပြလို့ရအမကြည့်ဝါသေတာတော်ခွေးသေးကောင်ပုတ်တော့တန်ဖို့မဲ့တဲ့ကောင်เนาะအဲ့တော့အာနာရှင်လူတစုအတွက်အတက်ပေးကြတာတန်ရဲ့လားလို့စဉ်းစားကြဘူးအခုလုံးပြုတ်အောင်စော်နိုင်တယ်ဆိုတဲ့ကစဉ်းစားကြည့်ပေါ့เนาะကျွန်တော်တို့တော်နိုင်ဘက်ကဘယ်နောက်ထိတိုက်နိုင်ခိုက်နိုင်လဲဆိုတာအဲ့တော့လက်ရှိကျွန်တော်တို့တော်နိုင်ရေးဟာကျွန်တော်အမြဲပြောတူဘာဖြစ်လို့ကြားနေတာ ငွေမရှိလို့ပဲနော်လက်ရှိအခွန်တွေအခတွေရနေတယ်ဆိုတာတော်လိုင်းဘက်ကလို့ဝဲကကရင်ဒီမှာရတာအခွန်ကဘလောက်ရလို့ပြောနေကြအဲ့ဒါလေမင်းအောင်လိုက်တွားချထုံးပြစ်ပလိုက်တော့ရှိတယ်အဲတဖက်နဲ့ရှင်မယ်ဆိုအဲ့လိုမျိုးအဲ့တော့တဖက်ရန်သူဒီကြီးရင်လေလက်နဲ့ကရိယာခိမိဆက်တစ်စီနော်ရေရန်နေရအပြည့်စုံစစ်တီအင်အား၅သိန်းပြီးတော့စစ်မှုထမ်းအခုဆိုရင်အပတ်စဉ်20ကျော်ပြီ8000လောက်ဖြစ်ပြီဆိုတော့ဒီအင်အားအပြည့်စုံနဲ့ နော်ရှိနေတဲ့စစ်တပ်ကိုပြန်လည်တိုက်နေရတဲ့ကျွန်တော်တို့လူရဲကောင်းရဲဘော်တွေကခုနကပြောသလိုရိတ်ခါမပြည့်စုံကြီမပြည့်စုံလက်နဲ့မခဲရမပြည့်စုံစသဖြင့်မပြည့်စုံမှုမျိုးစုံကြားထဲမှာအခုတော့အောင်ပွဲတွေရအောင်တိုက်နိုင်တယ်ဆိုတော့ကကျွန်တော်တို့ဘက်မှာစိတ်ဓာတ်ဆိုတဲ့ဥဆောင်မှုတစ်ခုတည်းနဲ့တွားနေတာအားလုံးသိမှာပါဒါပေမဲ့အဓိကဘာကြောင့်အဲ့စိတ်ဓာတ်ကတွားနိုင်ကြလဲရဲဘော်တွေအနောက်မှာတည်သူနဲ့ထက်ချက်မကွာရှိနေလို့နော်ဒါကြောင့်မို့လို့ဟိုတနေ့က PDF ရဲဘော်တွေကိုနှင်ထုတ်တယ်ဆိုတော့ဗီဒီယိုဖိုင်တစ်ခုတွေ့တယ် ဒါတွေကနယ်မြေတိုင်းမှာရှိတာကျွန်တော်တို့အဲ့ဒါပြောတာ PDF တွေထဲမှာတကယ်တော်လိုင်းအတိတရားနဲ့ဝင်လာတဲ့ PDF တွေရှိသလိုတချို့တလေကြတော့ဘာမှန်းမသိခါတဲ့တနတ်ချိတ်လိုက်တော့ထောင်ထောင်ထောင်လောက်တဲ့စောက်ကူနာပင်းတွေရှိတယ်တော့အဲ့ဒါကိုတိထားမှာကဥဆောင်တဲ့တိုင်ရင်တပ်ဖွဲ့ကခေါင်းဆောင်တွေအရေးကြီးပါကိုအောင်မရှိတဲ့ငယ်သားတွေရဲ့စိတ်ဓာတ်အကျင့်စာတိတာနေပုံထိုင်ပုံဒါတွေဟာခေါင်းဆောင်တွေဟာမျက်စိပြတ်လို့မရအောင်တီတူစောင့်မြင်းကတ်သွားလို့လုံးဝမရအောင်နော်တီတူရှိနေလို့တော်လန်ရေးဟာနိုင်တာ ပြည်သူကိုစန့်ကျင်သွားမယ်ဆိုရင်ကျွန်တော်တို့တော်လိုင်းရဲ့ရက်လက်ဟာချက်ချင်းပြောင်းသွားမှာပါပါကိုအားလုံးတီးဖို့လို့အဲ့တော့လက်နက်ကင်ချင်းအရာတာကျွန်တော်ပို့တခုတော့ရေးဘူးပါလေ။နော်လက်နက်ကင်နဲ့အရာတာဆိုပြီးတော့တော့ထိတာအဲ့တော့လက်နက်ကင်နဲ့အရာတာကိုခုံမင်သွားရင်ဘာဖြစ်သွားလဲစစ်ခွေးပဲ။အခုကျွန်တော်တို့အာနာရှင်တွေတော်လန်နေတယ်စစ်ခွေးစစ်ခွေးလို့ဘာဖြစ်လို့ခေါ်တာလဲ။အဲ့ဒီလက်နက်ကင်ပြီးလူဘွားနဲ့စောက်ချင်းတွေလောက်ကြတယ် အဲ့တော့ကျွန်တော်ကိုယ်တိုင်ကလက်နဲ့ကင်ပြီးတော်နိုင်တဲ့အချိန်မှာကျွန်တော်တို့ကိုယ်တိုင်ပြန်ပြီးလက်နဲ့ကင်ပြီးစောက်ကျင့်မကောင်းတဲ့အရာတွေလုပ်မယ်ဆိုရင်ကျွန်တော်တို့လည်းဘာဖြစ်ခွေးတဲ့သူတို့ဖြစ်မှာပဲဒါကိုရဲဘော်တွေအားလုံးတဘောပေါက်နားလည်ကြဖို့အရေးကြီးတယ်တကယ်လုံနေကြတဲ့ရဲဘော်တွေနာမည်သူများအညိုညီမခံရအောင်ကျွန်တော်တို့တွေကအဲ့ဒါလို့လမ်းလွဲတဲ့သူတွေကိုဝိုင်းထိမ့်မှတ်ဖို့လည်းအရေးကြီးပါတယ်ဒါတကယ်ကိုအရေးကြီးတဲ့ကိစ္စဘာဖြစ်လို့လဲဘာမဟုတ်တဲ့အရာတွေနဲ့ကျွန်တော်တို့စွန့်စွန့်စွန့်စားလုံနေတဲ့သူရဲကောင်းတွေရဲ့တန်ဖိုးနာမည်အရေးကိုမထိခိုက် ထိခိုက်မခံနိုင်ဘူးဒါကြောင့်မလို့ဒါကိုလည်းဝိုင်းကြည့်ပြပါကဲနောက်တစ်ခုကချင်းမိနေဟာခါတဲ့ဟာခါမှာရှိတဲ့ရဲစကန်းကိုဝင်စည်းတာရဲဘော်တွေနဲ့အတူဖမ်းဆီးခံထားရတဲ့ရဲဘော်တွေနဲ့အတူအချင်းသားတွေပါเนาะလွတ်မြောက်လာတယ်ဆိုတော့တင်းလက်နဲ့ခဲနေပါရတယ်ကျွန်တော်တင်းလေးဖတ်ပြပါမယ်เนาะချင်းမိနေဟာခါမျိုးရဲစကန်းကိုချင်းတော်နိုင်ရေးပူပေါင်းတပ်တွေကတွားရောက်တိုက်ခိုက်ခဲ့ရစစ်ကောင်စီလက်အောက်ခံရဲတွေတေဆုံးထိခိုက်မှုရှိခဲ့ပြီးအချင်းသားတွေကယ်ထုတ်နိုင်ခဲ့ကြောင်းချင်းတင်းရင်းမြစ်ကပြောပါတယ် ော်တိုဘားလ16ရက်နေ့မနေ့3နာရီမှာချင်းဒေသကာကွယ်ရေးတပ် CDF ဟာခါနဲ့ချင်းအမျိုးသားတပ်မတော် CNA ပူးပေါင်းပြီးတွားရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။လုံခြုံရေးယူလာတဲ့ရဲ9ရက်ပေဆုံးခဲ့တယ်ပြီးရင်လက်နက်2လက်ရရှိခဲ့တယ်တဲ့။တော်လိုင်းတပ်ဖွဲ့ဘက်မှာတော့စလိုင်းဇိုယန်ထမ်းတယောက်တော့ကြာဆုံးတယ်။ပြီးရင်အကျဉ်းသား15ရောက်ကယ်ထုတ်နိုင်ခဲ့တယ်။အဲ့ဒီအကျဉ်းသား15ရောက်ထဲမှာ9ရောက်ကတော့ CNA CDF တွေဖြစ်တာပေါ့လို့ချင်းဒရင်းရင်းကပြောပါတယ် ဟာခါရေစကန်ဝင်ရောက်စီးနင်းမှုနဲ့ပတ်သက်ပြီး CNA ပြောရေးဆိုမှုရှိသူစလိုက်ထက်နေကစီးရီးယားဟာခါကဥဆောင်ပြည့်ချင်းဖြစ်တယ်လို့ပြောပါတယ်စီးရီးယားဟာခါဟာ2024ဇူလိုင်လတည်းကအခုလိုရေစကန်ကိုဝင်ရောက်စီးနင်းပြီးအကျဉ်းသား60ကျော်ကယ်ထုတ်နိုင်ခဲ့တယ်လို့အဲ့ဒီစစ်စင်ရေးမှာစစ်ကောင်စီရဲ့ရဲတွေတင်ဆောင်မှုလက်နက်ခဲယမ်းတိမ့်ပိုက်ရရှိမှုတွေလည်းရှိခဲ့ပါတယ်ဒီနေ့ရေစကန်ဝင်ရောက်စီးနင်းခံရမှုဖြစ်စဉ်အပြီးမှာစစ်ကောင်စီတပ်ကဟာခါမြို့နယ်အတွင်းတပ်ဖြန့်ထားပြီးစီးရင်လှုပ်ရှားနေတယ်လို့ဆိုပါတယ် အားခါမြုပ်ပတ်လမ်းမှာအင်အား90လောက်နဲ့နေရာယူထားတာလို့ရှင်းသတင်းကပြောပါတယ်အာနာနိုင်စစ်ကောင်စီကအားခါမြုပ်နဲ့ဗန်ဟန်ကြေးရွာကိုအော်တိုဘာ73ရက်ကတိုက်ပွဲမရှိဘဲကျောင်းသားတွေစာတင်ချင်းလေချောင်းတိုက်ခိုက်ခဲ့လို့ကလေးငယ်2ဦးတေဆုံးက22ဦးဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်အပြီး2ရက်အကြာမှာစစ်ကောင်စီရဲစခန်းကိုဝင်ရောက်စီးနင်းခဲ့တာလည်းဖြစ်ပါတယ်စာတင်ချောင်းကိုရွေချက်ရှိရှိပြစ်မှတ်ထားတိုက်ခိုက်တဲ့စစ်ကောင်စီရဲ့လက်ရက်ကိုစီဒီရဲ့ဟာခါကရှုံချခဲ့ပြီး စစ်အာဏာရှင်စနစ်အပြီးတိုင်းဖြစ်သိမ်းတဲ့အထိပြည်သူတွေနဲ့အတူတိုက်ပွဲဝင်သွားမယ်လို့အတိပေးထားပါတယ်အခုစစ်စင်ရေးဟာဟာခါမြို့နယ်ကဂျေးရွာကိုအကြောင်းနဲ့လေချောင်းတိုက်ခိုက်လာတဲ့အပေါ်တုတ်ပြန်တာဖြစ်နိုင်တယ်လို့ချင်းတရင်းမြစ်ကပြောပါတယ်ဟာခါမြို့ထဲမှာရွေးကောက်ပွဲလဲမဖြစ်မြောက်အောင်ဆက်လုပ်မယ်လို့သူတို့ချင်းတော်နိုင်တပ်ဖွဲ့ကပြောပါတယ်လို့ချင်းတရင်းမြစ်ကပြောပါတယ်ကဲဒါကတော့ချင်းပြည်နယ်ဟာခါမှာเนาะအဲ့တော့ ဒီညမှာလေချောင်းတိုက်ခိုက်မှုကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလိုက်လုံနေတာချင်းပြည်နယ်တစ်ခုတည်းမဟုတ်ပါဘူးတနိုင်ငံလုံးနဲ့မှာအဲ့ဒါဘာကြောင့်လဲဆိုတော့တီတူနဲ့တော်လှန်ရေးကိုတွေးခွဲတာဘာနဲ့တွေးခွဲတာလဲအကြောက်တရားနဲ့တွေးခွဲတာနော်သူတို့ပါဇက်ကလည်းအခုပြောနေစစ်ကိုခေါ်ရင်စစ်လာမှာတို့အဲမင်းတို့အဲအေးစင်းစင်းမနေတဲ့ကောင်တွေနော်တိုက်ပွဲထဲဝင်ရမှာတို့စသဖြင့်အဲ့ဒီပုံစံမျိုးနဲ့အပြစ်မဲ့ပြည်သူတွေကိုအရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတမင်တက်တဲ့တိုက်တာမဟုတ်ပါဘူးသူတို့လက်ရှိ မင်းအောင်နိုင်လေချောင်းဘုံကျဲနေတာဘယ်တော်လန်ရင်တက်ဖွဲ့စခန်းပေါ်ထိထိမိမိကြာလာကြာဘူးလေဘယ်တော်လန်ရင်တက်ဖွဲ့စခန်းပေါ်ထိထိမိမိကြာပြီးတော့เนาะတော်လန်ရင်ရဲပေါ်ဒီเนาะဆယ်နဲ့ရှိเนาะအစုလိုက်အပြုံလိုက်တေးရတယ်ကြာဘူးလေမကြပါဘူးရှင်းနေတယ်အဲ့ဒါဘာဖြစ်လို့လဲတီသူတွေကိုတမင်သက်သက်စည်ရေးပြစ်မှတ်ထားလိုက်ပြစ်နေတာဘာဖြစ်လို့ပြစ်တာလဲအကြောက်တရားရိုက်တွင်းပြလိုက်တာဘာဖြစ်လို့အကြောက်တရားရိုက်တွင်းတာစစ်ကိုခေါ်ရင်စစ်လာမယ် အဲဒါကြောင့်မလို့မင်းတို့ data မငိမ့်ချမ်းတာအဲ့တော့ဘာဖြစ်လာမလဲအဲစစ်တပ်ကိုပွားမလုပ်နဲ့စစ်တပ်ပွားလုပ်တော့အခုစစ်ကြောင်းတွေထိုးပြီဟိုမှာအဲငါတို့ data တွေမှာတိုက်ပွဲတွေဖြစ်တော့မယ်အဲအဲ့ဒါအဲ့ဒီစကားမှန်လားအဲ့ဒါပညာမဲ့စကားတော့တော်လန်ရေးပဲနေမြေမှာစစ်ပွဲဖြစ်တာဒီဘဒူလာပြစ်လို့လေဟဲ့ဒီစစ်တပ်ကလာပြစ်လို့ဖြစ်တာဟုတ်တယ်နော်စစ်တပ်စိုးမိုးထားတဲ့မြို့တွေမှာတိုက်ပွဲမဖြစ်တာဒီဘဒူကတွားမဖြစ်လို့လေ ဲ့ဒီတော်လိုင်းရေးဘက်ကလူတွေကပြည်သူထိမှဆိုလို့သွားမပစ်လို့အဲ့တော့ဘယ်သူဒီတိုင်းပြည်ကိုပြည်သူကိုဖျက်ဆီးနေတာတော်လိုင်းရေးနယ်မြေမှာရှိတဲ့ပြည်သူတွေအပေါ်ပြည်သူတွေရှိမှန်းတည့်ရဲ့သားနဲ့လေနဲ့တွားဘုံကျဲတဲ့ဒရုန်းနဲ့တွားဘုံကျဲတဲ့စစ်ကောက်ခေါ်ရင်စစ်လာတယ်ဆိုပြီးတော့သွားပြီးတက်ပြဖျက်ပြတယ်အဲ့ဒါဟာဒီစစ်တပ်လုပ်တာအဲ့တော့သူတို့ဒေသမှာရှိတဲ့နော်အခုမြို့တွေမှာရှိတဲ့ရဲစခန်းတွေစစ်ခွေးတွေရဲ့အဆောက်အုံတွေကိုနော်အပေကန်ဒရုန်းတွေစူဆိုက်ဒရုန်းတွေမိုင်းတွေနဲ့ကျွန်တော်တို့စော်လို့မရဘူးလားရတယ် ဘာဖြစ်လို့တော်လိုင်းဘက်ကလူတွေမလောက်တာပြည်သူကိုထိမှဆိုလို့သူတို့လို့စစ်ကိုခေါ်ရင်စစ်လာတယ်ကွာဆိုပြီးတော့တီသူကိုထိခိုက်အောင်သွားမလို့ဘူးတော်လိုင်းဘက်ကအဲ့ဒါဖြစ်လို့သူတို့အုပ်ချုပ်တဲ့မြို့တွေမှာငြိမ်နေတာအဲ့တော့စစ်ကိုခေါ်လို့စစ်လာတာလားစစ်တပ်ရှိလို့ဒီတိုင်းပြည်စစ်ဖြစ်နေတာလားအမှန်ပဲစစ်တပ်ရှိလို့နော်အဲ့ဒါဘုရားရှင်းနေတယ်နော်ဒါအခုကျွန်တော်ပြောတဲ့စကားကိုမှားတယ်ဆိုရင်လာခဲ့ပါ နော်ဗျမ်းမတာပေါက်ပန်း50အောက်တုနဲ့ဝင်ဆဲတဲ့ကောင်မျိုးတော့ဒါဘောင်ထဲနဲ့မထည့်ဘူးစင်းနဲ့မထည့်ဘူးအခုကျွန်တော်ပြောတဲ့စကားမှားနေတယ်ဆိုလို့ရှိရင်လက်ကပါတိတ်ခါချီချီလက်ဆွေးလို့ရတယ်နော်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာအတိတ်အနာဂတ်ပြစ်ဆုံးပါရှိပါတယ်အတိတ်မှာလည်းစစ်တပ်ကဖျက်ဆီးခဲ့လို့တိုင်းပြည်ကနှိပ်ကြခဲ့ပြီအနာဂတ်မှာလည်းစစ်တပ်ကြောင့်တိုင်းပြည်ဟာတွေးချောင်းစီးပြီးတိုင်းပြည်ပြစ်နေပြီပြစ်ဆုံးပါမှာတော့မင်းတို့မပါပါနဲ့တော့တောင်းပန်တာပါတောင်းပန်တာ အတိတ်မှာလည်းမင်းတို့ဖြစ်စည်းခဲ့ပူပါပြီအနာဂတ်မှာလည်းမင်းတို့ဖြစ်စည်းနေတယ်နောက်လာမယ့်အပစ္စုပ္ပန်မှာလည်းမင်းတို့ဖြစ်စည်းနေတယ်နောက်လာမယ့်အနာဂတ်မှာတော့မင်းတို့မပါပါနဲ့တော့နော်ဒါပြည်သူကအဲ့ဒါပဲပြည်သူဖြစ်ရှင်တာအဲ့ဒါဟုတ်တယ်မလားဒီတိုင်းမျိုးအုပ်ချုပ်ဖို့အတွက်စစ်တပ်အုပ်ချုပ်မှာမဟုတ်ဘူးလေစစ်တပ်ဆိုတာစစ်တိုက်ကမယ်လက်အားနေဘာလို့ကမယ်လက်ကျင့်နေရမယ်စစ်တိုက်ဆိုတာတိုင်းပြည်ရဲ့ပြည်သူကိုပြန်တပ်ဖို့စစ်တပ်ဖွဲ့စည်းတာမဟုတ်ဘူးအခုမြန်မာနိုင်ငံကစစ်တပ်ကနှစ်ပေါင်း60ချီပြီး ဘသူတွေကိုစစ်တိုက်နေတာကောင်းစဉ်အမျိုးမျိုးအောက်မှာလက်နက်ကင်တောင်းကျန်းလူတပုံးတို့ဓမြတို့အာအကျန်းဖက်တို့ပောက်ပန်း40တွေသူတို့တတ်ချင်တဲ့ခေါင်းစဉ်တွေတက်ပြီးတော့ဘာလို့လဲဒီနိုင်ငံသားချင်းချင်းပဲသူတို့ပြန်ပစ်နေတာအဲ့တော့စစ်တပ်ဖွဲ့စည်းတဲ့ဆိုတာကဘာလို့ကိုလဲတိုင်းပြည်ထဲမှာရှိတဲ့ပြည်သူအားလုံးရဲ့အန်ဒရယ်ကိုကာဝယ်ဖို့အဲ့တော့လက်ရှိစစ်တပ်ကဘာလုပ်နေလဲဒီတိုင်းပြည်ပြည်သူတွေရဲ့အန်ဒရယ်ကိုကာဝယ်နေတာ ီတိုင်းပြည်ပြည်သူတွေသူတို့အုပ်ချုပ်တော်လက်မခံတဲ့ဒူမှန်မြောက်ကိုလိုက်တက်ဖြတ်နေလားအဲ့တော့ဒီဟာကိုစစ်တပ်အဖြစ်လက်ခံတင်တာမသိဘူးလားအဲ့ဒါအဖြစ်ပဲရိုးရိုးရှင်းရှင်းလေးပကတိရှိတဲ့ဟာကိုကြည့်လိုက်ပါနော်စစ်တောင်းတစ်ခုထိုးရတယ်အဲ့စစ်တောင်းထွက်သွားရင်ပြာပုံပဲကြံမိခဲ့တယ်ခေါင်းဖြတ်တက်ခံသီးတဲ့လူတွေကြံမိခဲ့တယ်မရင်းပြင်းခံသီးတဲ့လူတွေကြံမိခဲ့တယ်နောက်တရွာလည်းဒီလိုပဲဟမ်ဖြစ်နေတာလက်ရှိမြန်မာပြည်မှာဘာမှတိုက်ပွဲမဖြစ်ပွားပဲစာနေเจ้าဘုံကျက်ချတယ်စေးအောင်ဘုံကျက်ချတယ်ခေါင်းကြီးเจ้าဘုံကျက်ချတယ် ခရစ်ယာန်ကျောင်းပေါ်ဘုံချက်ချတယ်အစ္စလမ်ဘလီဗာဘုံချက်ချတယ်နော်မျိုးစုံလုပ်နေတာအဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကလက်ခံတင်လားလက်မခံတင်ဘူးလားနော်အဲ့တော့အခုလိုတိုက်ပွဲတွေအောင်မြင်မှုရဖို့ဆိုတာကကျွန်တော်တို့ညီညွတ်မှရမယ်ဘာတွေညီညွတ်ကမလဲလက်နက်ကင်ချင်းချင်းညီညွတ်ကမယ်လက်နက်ကင်တွေအနောက်မှာပြည်သူတွေညီညွတ်ကမယ်ပြည်သူတွေတညီတညွတ်နဲ့ဒီလက်နက်ကင်တွေကိုကျွန်တော်ဝင်းရမ်းမယ်မှားနေလွဲနေတိမ်းဆောင်းနေတဲ့ပေးရမယ်ကျွန်တော်အရှင်းမှာပြောခဲ့တယ်နော် တည်သူထောက်ခံမှုကြဆုံးလို့လုံးဝမရဘူးကျွန်တော်ဗီဒီယိုဖိုင်တစ်ခုလုပ်ပါဦးမယ် KIA အဲ KIA ရဲ့ AA ရဲ့ TNNA ရဲ့၃ဘွဲ့မှာအမှား TNNA နဲ့ KIA စစ်သားတွေနဲ့ရံဖြစ်နေတဲ့ဗီဒီယိုဖိုင်ရှစ်ဆရာကြီးငါနယ်မြေသူ့နယ်မြေဆိုဩနေကြတယ်အဲ့ဒါတော်လိုင်းဓမ္မမဟုတ်ဘူးဟမ်အဲ့ဒါခင်ဗျားတို့ကလက်မှတ်ကင်တောင်းချင်သူပဲစစ်တပ်ပြောတော့နေသေးတယ်ဒါတွေကိုတိုင်ရင်တပ်ဖွဲ့မှာရှိတဲ့တပ်မှုတွေကကောင်းကောင်းထိမ့်သိမ်းနိုင်ရမယ် ။ဘာဖြစ်လို့လဲ။အဲ့ဒါလိုလူမျိုးရေးကွဲခြားမှုတွေ၊နယ်မြေလွတ်မှုတွေကကျွန်တော်တို့ဒီတော်လိုင်းကာလမှာလုံးဝဖြစ်လို့မရဘူး။အဲ့ဒါရန်သူအကြိုက်ပဲ။ဒါကိုတတ်မှုတွေလူကြီးပိုင်းတွေကကောင်းကောင်းကြက်မှတ်ထားရမယ်။အခုလုံးဝ COC စီးစင်းနိုင်အောင်လုပ်ရမယ်။နော်။နောက်တစ်ချက်ကပြည်သူတွေ။ပြည်သူတွေအနေနဲ့လူမျိုးမကွဲနဲ့ဘာသာမကွဲနဲ့ကျွန်တော်တို့ဘုံရန်သူကပြုတယ်။ဘုံရန်သူကိုကြည့်ဒီဘုံရံသူပြိုလဲပြီးမှခမားတို့တွေကိုလိုချင်တဲ့အခွင့်အရေးကွက်ဖို့ခွဲခြားကြမယ်ဒီဘုံရံသူမလဲတဲ့၍ အချင်းချင်းထားချရင်တော့ရန်လူကြိုက်ပဲဖြစ်လိမ့်မယ်ဒါကိုအလုံးနားလည်ဖို့အရေးကြီးပါတယ်ဒါကြောင့်မလို့ဒီကာလမှာကျွန်တော်တို့တွေစီးလုံးညီညွတ်မှုရှိဖို့လိုတယ်တော်လှန်ရေးကိုတော်လှန်ရေးနဲ့တူအောင်လုပ်နိုင်ကြဖို့အရေးကြီးပါတယ်ဒါလေးကိုအလုံးသိမှထင်ပါလားကဲဒီနေ့တည်င်းကတော့အရန်ကောင်းတဲ့တည်င်းပေါ့ကွာစားကောင်းမဲ့အိတ်ဝင်မဲ့တည်င်းလေးဆိုတာဒါကိုပြောတာဒါမျိုးတည်င်းတွေနောက်ထပ်များများပေါ်ပေါက်နိုင်ပါစေကျွန်တော်တို့ပြည်သူဘက်ကကာကွယ်နေတဲ့အမှန်တရားဘတ်တော်တာတူရဲကောင်းတွေဓမ္မဘတ်တော်တာတူရဲကောင်းတွေဘေးရန်ကင်းပြီးအောင်ပွဲတွေဆက်ရကြပါ ကဲဒါတော့ကိုစီပြောသားတဲ့တင်ပြဖြစ်ပါနော်အဲ့တော့ဒီနေ့မှာတော့ထူးထူးခြားခြားသတင်းကောင်းတွေအများကြီးကြားတာဖြစ်ပါတယ်အဲ့တော့ရေးဆက်လဲပါနော်ဒီလိုသတင်းကောင်းတွေထပ်ပြီးကြားမယ့်အခြေအနေမှာရှိပါနော်အဲ့တော့မင်းအောင်လိုင်းအဖွဲ့တွေကတော့နေရာတိုင်းမှာစိတ်ခံနေရပါနော်โอเคဒီညနေသတင်းပြတာဒီလောက်ပါပဲနော်စာဆုပ်ရှိပြီးကြားပြီးတော့ဒီရက်ဆက်အထူးပဲချစ်စွတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ကြားဖတ်မင်းအောင်လိုင်းရဲ့စစ်ပေးငလင်ပေးဘေးနဲ့ပေါင်းစုံမှာကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ